Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကိုဝင်းတက်ဖြစ်ပါတယ်အဲကုတ်မယ်မှာ CSS သင်ပေးမယ်ဆရာဖြစ်ပါတယ်เนาะ Okay ဆိုတော့ကုတ်မယ်မှာဆိုလို့ရှိရင်ကျွန်တော်အရင်တော့ HTML ခော့သင်ပေးထားပါတယ်เนาะ HTML ဆိုလို့ရှိရင်ကျွန်တော်တို့အဲဒါဗီဒီယို lesson ပေါင်း25ခုရှိပါတယ်လောလောဆယ်ကတော့24ခုပဲဒါတင်ထားရသေးတယ်ပေါ့เนาะအဲဒီမှာကျွန်တော်တို့ HTML မှာသင်ပေး HTML လည်းသင်ပေးခဲ့တယ်ပေါ့เนาะ ဟုတ်ပြီဆိုတော့ဒီမှာကုန်းမြန်မှာကျွန်တော်နောက်ထပ်လက်ရှိသင်ပေးမှာဒီ CSS ပေါ့နော်အဲ CSS lesson လေးတွေကျွန်တော်တင်ပေးမှာဖြစ်ပါတယ် okay ပါဆိုတော့ CSS lesson လေးတွေကိုကျွန်တော်ဒီ HTML complete ဆိုတဲ့ website ကနေပြီးတော့ကျွန်တော်အဓိက course outline တွေကိုယူထားပါတယ်အဲ့ဒီကောင်ကတော့ကျွန်တော်တို့ဖုန်းနဲ့ CSS လေးလာတဲ့သူတွေအဓိကထားသုံးတယ်ပေါ့နော်ဆိုတော့အဲ့ထဲမှာအဲကျွန်တော်တော်တော်လေးသဘောကျတဲ့ topic လေးတွေ course outline လေးတွေတွေ့ထားပြီလို့ HTML ဟာလေးတွေကိုကျွန်တော်ယူထားတယ် ဆိုအိုက်ကောင်လေးရထားမယ်ဆိုလို့ရှိရင် CSS ကိုတော်တော်လေးအတန်အသင့်ရနေပြီပေါ့နော်နောက်တစ်ခုက W3 score ဟာလေးတွေလည်းကျွန်တော်နိုင်လိုက်လိုက်ကြည့်ပြီးတော့တစ်ခါတည်းတွေ့သင့်ပေးမယ်ပေါ့နော်အဲ့တော့ဒီ course online အတွက်ကတော့ပူစရာမလိုဘူးဆိုတော့ဒီအဓိကဗီဒီယိုတွေပဲအယုံဆိုင်ပေါ့နော်ကျွန်တော်ဗီဒီယိုထဲမှာသင်ဗီဒီယို lesson တစ်ခုချင်းကိုအယုံဆိုင်ပြီးတော့လိုက်လုပ်မယ်နောက်တစ်ခုအဲ project ပေါ့နော်ဒီထက်မှာတော့ project တွေတော့ထည့်မထားသေးဘူးနောက်ပိုင်းမှာပဲကျွန်တော် project လေးပါ project ညာ project လေးတွေကို ဒီ CSS အခြေခံလေးပြီးမှပဲထပ်ပြီးသင်ပေးသွားမယ်ပေါ့နော်ဟုတ်ပြီဆိုတော့အဲကျွန်တော်တို့အခုသင်မှာပါတယ်လေ query CSS ပေါ့နော်အဲ့တော့ကျွန်တော်တို့ CSS ဆိုတဲ့ definition ကိုတွေ့လိုက်ပြီဆိုအောင်လေဒီကောင်ပါလဲပေါ့နော်အဲ့ကျွန်တော်တို့ဘာမှဟွာဖြစ်ရမလို့အခုခေတ်ကကျွန်တော် ID kit ဆိုအဲ့ ID kit မှာကျွန်တော်တို့အဓိက Google လိုပါလို့အဲ့ကျွန်တော်တို့သုံးရမယ်နောက်တစ်ခုချက်ကြည့်ပြီးလိုပါလို့သုံးရမယ်ဟုတ်လားအဲ့တော့ကျွန်တော်နားမလည်ရှင်မေးလိုက်နော် CSS ဆိုတာဘာလဲကိုယ်တိုင်သိကြမလို့ကျွန်တော်တို့ဒီမှာမေးလိုက်လို့ရတယ် အဲ့ CSS ဆိုတာဘာလဲဆိုလို့ရှိရင်ဒီမှာကြည့်ကြည့်လိုက်တော့ language တခုဖြစ်ပါတယ်တဲ့ HTML တွေကိုဘာလို့ချင်လို့လဲအလားဆင်ဖို့တသုံးတာပေါ့နော် HTML တွေကိုအလားဆင်ဖို့တသုံးတာကိုဘာလို့ခေါ်လဲအပပါပါလဲ CSS language ဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာဆိုလို့ရှိရင် CSS ဆိုတဲ့ကောင်တွေက HTML element တွေကိုဘယ်လိုဖော်ပြမလဲဆိုတဲ့ဟာတွေကို तू ကနေပြီးတော့ describe ဆိုတာဖော်ပြပေးနိုင်တယ်ပေါ့ဟုတ်လား အဲ့ဒီအမှန်နေမင်းဘယ်လိုချမှာလဲဘယ်ကတ်မှာလားညာကတ်မှာလားဥမာပုံကိုဘယ်လိုကတ်မှာလဲဒါမှမဟုတ်ခလုတ်ကိုခလုတ်တစ်ခုကိုမင်းကကာလာဘယ်လိုထားမှာလဲဘော်ဒါဘယ်လိုထားမှာလဲမာဂျင်ဘယ်လိုထားမှာလဲပက်တင်းဘယ်လိုထားမှာလဲဒါတွေကို CSS နဲ့လောရမှာနော်အဲ့လိုမျိုးပေါ့အဲ့တော့ CSS ရဲ့အရှိအရှိကောက်ကပါလဲပေါ့နော်အဲ့ဆိုဒီမှာငါတို့ဒီမှာ Google မှာခောက်ကြည့်လိုက်လို့ရတယ် CSS definition ပေါ့နော်အဲ့မှာ CSS definition ပါလဲဆိုလို့ရှိရင်ဒီမှာပါလာလိုက်မယ် ကတ်စကေဒီစတန်ရှိပေါ့ဟုတ်လားကတ်စကေဒီစတန်ရှိအဲ့ကတ်စကေကတ်စကေဒီစတန်ရှိဆိုရဲဟာပေါ့နော်အဲ့ဒါ CSS ဖြစ်တယ်ပေါ့အဲ့တော့သူ့ရဲ့ logo ကတော့ဒီမှာ3ပေါ့နော် CSS ဆိုပြီးပါတယ်ပေါ့ဒါသူ့ရဲ့ logo လေးပေါ့နော်3ရတော့ကျွန်တော်မဟုတ်ဘူးဒါသူကဘလော့ခ်ကွန်လဲဆိုတော့ version 3ပေါ့အဲ့တော့ HTML မှာဆိုရင်လေသူက version မျိုးမျိုးရှိရယ် version 5ဆိုတော့ရှိရယ်ဒါဆို HTML ဆိုလို့ရှိရင်ဒီမှာကြည့်လိုက်5ဆိုပြီးတော့အခုဖြစ်လာတာ version 5ပေါ့ เนาะကြောင့်မို့ ATM ဖိုက်ဆိုပြီးဖြစ်လာတယ် CSS ကတော့ version 3ပေါ့เนาะအဲ့တော့ငါတို့လေ့လာမှာ CSS ပါလေ version 3ပို့လေ့လာကြမှာပေါ့เนาะ Okay so အဓိကကတော့ CSS ဆိုတော့ ATM နေအလားဆုံးမှုတော့သုံးတာပေါ့เนาะ webpage တစ်ခုမှာဒါအခြေခံကြတဲ့ ATM တွေကိုအလားဆုံးမှုတော့ CSS ကိုသုံးတယ်ပေါ့ Okay เนาะအဲ့ဆိုငါတို့ဒါ what is CSS ဆိုတာကိုနားလည်သွားပြီပေါ့ဟုတ်ပြီเนาะ Okay အဲ့ဒါဆိုလို့ရှိရင်ငါတို့ဒီအားလေးကို underline ဟိုလာလိုက်မယ်နော် color ပေးလိုက်မယ်ဟုတ်ပြီအဲ့ဒီတကား CSS တခုရေးတော့မယ်ဆိုလို့ရှိရင်ငါတို့ဘယ်နှမျိုးရေးလို့ရလဲဆိုတော့သုံးမျိုးရေးလို့ရတယ် inline ပေါ့ပြီးတော့ internal external ဆိုပြီးသုံးမျိုးရေးလို့ရတယ်ဟုတ်ပြီလား external internal inline ဆိုပြီးသုံးမျိုးရေးလို့ရတယ် okay အဲ့ဆိုအဲ့ဒီသုံးမျိုးလေးဘယ်လိုရေးလို့ရလဲဆိုတဲ့ဟာမျိုးကိုငါတို့အဲလက်တွေ့စမ်းသပ်ကြည့်ကြမယ်နော် okay အဲ့ဆိုငါတို့ဒီမှာငါတို့ရဲ့ကွန်ပျူတာပေါ်မှာ ိုရာတစ်ခုစောက်လိုက်မယ်ကွာနော် CSS ဆိုတဲ့ဖိုရာလေးတစ်ခုစောက်လိုက်မယ် CSS ဆိုတဲ့ဖိုရာလေးတစ်ခုစောက်လိုက်မယ်စောက်ပြီးငါတို့ VS Code ကနေပြီးတော့အကောင်ကိုလှမ်းဖွင့်လိုက်မယ်နော် file file ကနေ open ဖို့တာအဲဒီမှာ computer ထဲမှာရှိတဲ့ကောင်ဆိုတော့ဒီ desktop ပေါ့နော်အဲ့ဒီကနေမှပါလေအဲဒီမှာ CSS ဆိုတဲ့ဖိုရာကိုဆက်လက်ပေးလိုက်မယ်နော်ဒါဆိုဖိုရာပွင့်သွားရင်ငါတို့လိုချင်တာဒီ CSS ထဲမှာအကောင်ဆိုတော့ဒီကောင်ကိုဆက်လက်ပေးလိုက်မယ်ဆိုတော့ဒါ CSS ဖိုရာအဲ့မှာ file သစ်ဆောင်မယ် အဲ့တော့ ATM ဘိုင်းတစ်ခုကိုဘာလုပ်မှာတော့ထည့်သွင်းလိုက်မယ်ပေါ့နော်ဒါဆိုရင် ATM ဘိုင်းတစ်ခုရပြီအဲ့တော့ ATM ဒါဆိုရင် file ဆိုပြီးရေးလိုက်တာနဲ့တခါလေးရလိုက်ပေါ့နော်အဲ့ဒီမှာငါတို့ရေးမှာက CSS call ဆိုပြီးရောရေးလိုက်မယ်တိုက်တယ်မှာနော် as e cost ပေါ့เนาะโอเคပြီးလို့ရှိရင်တော့ဒီမှာ open way လိုက်စားပါဆိုပြီးရောเนาะ right click လေးထပ်ပြီးကြည့်လိုက်မယ် โอเคဒီမှာဆိုလို့ရှိရင်ဟုတ်ပြီဒီမှာအဖြူရောင်ဟာကြီးထွက်လာပြီအဲ့ဒီမှာငါတို့ဒီဟိုဟာလေးတက်လိုက်မယ်နော်โอเคအဲ့ဒါဟို H1 လေးနဲ့တုံးလိုက်မယ်ပေါ့နော် CSS C O U R S C cost ဆိုပြီးတော့တက်လိုက်မယ်ဒါဆိုရင်ဒါစလုံးအမဲလေးနဲ့ဒါခေါင်းစဉ်ထွက်လာပြီ H1 ဆိုတော့စလုံးအကြီးပေါ့ဟုတ်လားတကယ်လို့ငါတို့ H2 တို့ H3 တို့သုံးမယ်ဆိုရင်ဘာဖြစ်သွားမှာလဲသူကသေးသွားမှာပေါ့နော်အဲ့နဲ့သေးသွားပြီပေါ့နော် အဲ့လိုမျိုးဒါဟီဒီဟီဒီတက်တွေပေါ့နော်ဝိုင်းကနေစစ်တွေရှိရဒါအလုံးနားလည်ပြီးသားဖြစ်မှာပေါ့နော်အဲ့နားမလည်သေးရင်လည်းကျွန်တော်ကုန်းမယ်မှာဒါဒီ ATM မှာခေါ်ရှိတယ်အဲ့မှာသွားပြီးတော့လေ့လာလိုက်ပေါ့နော်အဲ့ ATM မှာ ATM မှာလည်းကျွန်တော်သင်ပေးထားဖြစ်ပါတယ်ပေါ့နော် Okay ဆိုတော့ဒီ GCSS ခေါ်ဆိုတဲ့စလေးကဘယ်လိုဖြစ်နေလဲစလုံးအမဲလေးနဲ့ဖြစ်နေတယ်အဲ့ဒီအမဲကသူ့ရဲ့ HTML မှာငါတို့ဓာတ်ပေါက်ပါလာတာပေါ့နော်အဲ့ဒါကငါတို့အလှဆင်ကျင်နေဆိုရင် CSS နဲ့အလှဆင်လို့ရတယ် အလားစင်မယ်ဆိုလို့ရှိရင်ငါတို့လောလောဆယ်ဘာကိုလုံးပါလဲဆိုအင်လိုင်းပေါ့အင်လိုင်းဆိုတာသူ့ရဲ့မြင်းချောင်းထဲမှာအလားစင်တာပေါ့ဟုတ်ပြီနော်အဲ့တော့မြင်းချောင်းထဲမှာအလားစင်တာဆိုတော့ငါတို့ ATM မှာလည်းတခါလေတင်ထားပါတယ်ဒီမှာဘာလဲဆိုတော့ CSS intro ဆိုပြီးရော ATM မှာတင်ပေးထားတယ်အဲ့ဒီဟာလေ့လာထားသူဆိုလို့ရှိရင်ဒါကိုနားလည်ပြီးသားဖြစ်လိမ့်မယ်အဲဒီမှာပေါ့ introduction introduce to ပေါ့နော် CSS ဆိုပြီးရောငါတို့ဒါဒါလေးထည့်ပေးထားရတယ်ကွာနော်အဲအဲ့ဒါလေးထည့်ပေးထားဆိုတော့ဒီအဲကျွန်တော်ရဲ့ ုတ်မယ်မှာပေါ့နော်ကုတ်မယ်မှာကျွန်တော်တို့ ATM မှာကျွန်တော်ရဲ့ကျွန်တော်ရဲ့ ATM မှာကုတ်တင်ထားရသည်ဆိုရင်ဒီရအောင်နားလည်လိမ့်မယ်အဲ့တော့ inline css ဆိုတာဘာလို့မှာလဲသူ့ရဲ့တက်အဖွင့်ထဲမှာ style ဆိုတဲ့ attribute ရေးပြီးတော့ css တွေထည့်တာပေါ့နော်အဲ့တော့အရင်ဦးဆုံးဒီထက်မှာဒါ style ဆိုတဲ့ attribute လေးငါတို့ရေးလိုက်မယ်အဲ့ဒီ jar ထဲမှာငါတို့ css တွေကိုရေးလို့ရပြီအဲ့တော့ css တစ်ခုလောက်တော့မယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲသူ့ရဲ့ property ပေါ့ ကုံတက်တီပေါ့ငါတို့ဘာကုံတက်တီယူမှာလဲဆိုတော့ကလာဆိုကုံတက်တီကိုယူလိုက်မယ် C1 လို့ ਆ ကလာပေါ့ဟုတ်လားပြီးလို့ရှိရင်ငါတို့ဘာရောက်ပြီးမှာလဲဆိုတော့ blue ပေါ့နော်အဲ့မှာကိုထိုးရဆိုပြီးစိတ်လိုက်မယ်ဆိုရင်ဒီမှာအပြောင်အလဲဖြစ်သွားပြီဟုတ်လားနော်အဲ့နောက်တစ်ခုရှိရလေဆန်းနကဒီကျွန်တော်တို့ open web live server ဆိုရင်မပေါ်ဘူးဆိုပြီးတော့လုပ်မလဲဆိုရင်ဒီလိုလုပ်ရမှာနော်အဲ့ဒီမှာ extension မှာငါတို့က align v live ဆိုပြီးရေးရမှာနော် အလိုက်ဝီးလိုက်ဆိုပြီးရေးလိုက်လိုက်ရေးပြီးတော့ဒီမှာလိုက်စာပါဆိုတဲ့ကောင်ကိုကျွန်တော်တို့ install မောက်ပေးထားလိုက်နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကျွန်တော်ရေးတဲ့ကုတ်ကနေပြီးဒီမှာ open one လိုက်စာပါဆိုဒီလိုမျိုးလေး control s နှိပ်လိုက်တာနဲ့တခါလေးစိတ်သွားမှာငါတို့ဒီ web page ကို refresh လုပ်စရာမလိုဘူး control s နှိပ်တာနဲ့တင်သူကတခါလေး auto ပြောင်းနေပေါ့ဟမ် okay အဲ့ဒါဆိုတော့ဒါဆိုရင် inline css လေးကိုအားလုံးနားလည်သွားပြီပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုတော့ အင်လိုင်းဆက်ဆက်လေးနားလည်ပြီဆိုလို့ရှိရင်နောက်တစ်ခုကအဲငါတို့ internet CSS ဆိုတာရှိတယ်ဟလား internet CSS ဆိုတာရှိတယ်ဒီမှာတကောင်လေးပေါ့ internet CSS ဆိုတာဘယ်လိုလဲပေါ့ internet CSS ဆိုတာငါတို့ဒီ header ထဲမှာငါပြောငါတို့ပြောခဲ့တယ် style ဆိုရဲ့ tag ကလေးထည့်ရမယ်ဟလား style style ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့က h1 ကိုတော့ဒီမှာ inline CSS နဲ့သုံးလိုက်တယ်အဲနောက်ထပ်ကျွန်တော်တို့ကတစ်ခုထည့်လိုက်မယ်နောက်ထပ် H2 ဆိုပြီးတော့ငါတို့ကဒါမှမဟုတ် paragraph ဆိုတဲ့ဟာလေးထည့်လိုက်မယ်เนาะ paragraph ဆိုတဲ့ဟာလေးထည့်လိုက်မယ်အန်လိုဝါကြီးရန်လော်ရန်ဆိုပြီးတော့စာလေးတစ်ခုထုတ်လိုက်မယ်เนาะ Okay ဒါဆိုလို့ရှိရင်ငါတို့စိတ်လိုက်တဲ့အခါဒီလိုမျိုးလေးဖြစ်လာမယ်ဟုတ်လားဆိုတော့ဒီစာကိုကျွန်တော်အနေအောင်ပေးချင်တယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲဒီ PO ဒီကနေလှန့်ခေါ်မှာပေါ့ဟုတ်လားသူ့ရဲ့ PTAG ကိုလှန့်ခေါ်မယ် P ဒီ PO လှန့်ခေါ်ပြီးတော့တွန်ကွန်းလေးနဲ့ရေးလိုက်မယ်အဲ့ဒီထဲမှာငါတို့ကဒီအထွေဒီဟာလေးကိုကောက်ရေးလိုက်ဟုတ်လားဒါလေးကိုကောက်ထည့်လိုက်ရင်ရလားမရလား ရတယ်ပေါ့အဲ့ property ကဘာလဲ color ဆိုရဲ property ပေါ့ဟုတ်လားအဲ့ sorry နော် color ဆို column ပေါ့ property နောက်မှာ column အဲ့နောက်မှာ value value ကဘာလဲ red ပေါ့အနည်းအားဆိုရင် red ပေါ့ okay ဒါဆိုလို့ရှိရင် तू อ่ะအစလုံးလေးရအနည်းအားဖြစ်သွားပြီအဲ့နေုံနဲ့တမကောင်ကတော့ background မှာပြောင်းချင်ရေးဒီမှာ background color ကိုပေါ့တခါလေးပြောင်းလို့ရတယ်အဲ့ဒီမှာအဲ့ဒီမှာပေါ့ yellow ဆိုပြီးအဝါရောင်ပြောင်းရင်ရောဝါရောင်ပြောင်းလို့ရသွားတယ်ဟုတ်လား ဒါဆိုလို့ရှိရင်ဒီကောင်လေးရပါလေပြီးထဲမှာထည့်လိုက်တဲ့ဟာပါလေပြီးထဲမှာထည့်လိုက်တဲ့ဟာကကြတော့ပြီးကိုချိန်လိုက်တဲ့ကောင်ကကြတော့ငါတို့ internet ဆက်ဆက်နဲ့ချိန်တယ် h1 ကိုတုံးထားတဲ့ css ကကြတော့ inline ဆက်ဆက်နဲ့ချိန်တယ်ပေါ့နောက်တစ်ခုငါတို့နောက်ဆုံးပါလေလေ h star နဲ့ h star နဲ့ css ဆိုတာကြတော့ငါတို့ဖိုင်တစ်ခုနဲ့ link ချိန်တာပေါ့เนาะငါတို့ရဲ့ဒီ html document မှာ အဲ့တော့တော့ CSS ဖိုင်ကို link ရှင်းလိုက်တာဖြစ်တယ်ပေါ့အဲ့တော့ကြိုက်တဲ့နေရာသွားကြည့်ဒါပေမဲ့ header အတွင်းမှာဖြစ်ဖြစ်ရမှာပေါ့နော်ဟုတ်ပြီအဲ့တော့ငါတို့က link ရှင်းမယ်ဆိုတော့ alignk link colon css ဆိုပြီးတော့ငါတို့ enter ခောက်လိုက်အတူမျိုးလေးရလိမ့်မယ် style.css ဆိုတာလေးရလာလိမ့်မယ်သူက default ထည့်ထားတာပေါ့တကယ်တကယ် style.css ကငါတို့ထည့်ပြီလားမထည့်ရသေးဘူးပေါ့နော်မတိဆောက်ရသေးဘူးအဲ့တော့အဲ့ဒီ style.css လေးကိုငါတို့ဒီမှာတိဆောက်လိုက်အောင် style.css ဆိုပြီးတော့တိဆောက်လိုက်မယ် နော် standard css တိဆောက်လိုက်အဲ့ဟုတ်ပြီအဲ့တော့အဲ့ standard css ကိုငါတို့ကဘယ်ကောင်နဲ့ချိန်မှာဘယ်ကောင်အတွက်သုံးမှာလဲပေါ့နော်ဆိုတော့အဲ့ဒါလေးကိုငါတို့တစ်ချက်တော့ဖော်လို့လိုက်မယ် okay ဒီမှာအနာခောက်ပြီးတော့ဒီမှာဆင်းလိုက်မယ် okay အဲ့ဆိုတော့ဒီမှာချက် paragraph paragraph ပြီး oh sorry ဒါ h1 ဒါကြတော့ heady tag ပေါ့ heady tag ပေါ့နော် sorry paragraph tag ပေါ့နော်လွဲကုန်ဒါကြတော့ heady tag h1 ဒါက paragraph ပေါ့နော် ဟုတ်ပြီ အနောက်တစ်ခုငါတို့သွားမယ်အဲအဲ့ဒီပါရာဂရက်တက်ကိုငါတို့ပေါ့နော်ဘယ်လိုလုပ်မလဲပေါ့ပါဂရက်တက်ကိုလုပ်ရင်ကောင်းမလားနောက်ထပ်အသစ်တစ်ခုထည့်လိုက်မလားအဲ h h3 လေးတစ်ခုထည့်ရင်ကောင်းမလားอืมဘာလို့ထည့်ရင်ကောင်းမလဲစဉ်းစားလိုက်စမ်း block ကိုဆိုပြီးထည့်လိုက်မယ်เนาะ block ကိုဆိုပြီးထည့်လိုက်မယ်အဲ့ဒီမှာ low and ဆိုပြီးရောနောက်ထပ်စတစ်ခုထပ်ထည့်ကြည့်လိုက် okay ဒါနော်အဲ့ block ကိုတုံးထားတဲ့ tag ကဘယ်လိုဖြစ်နေလဲ ဒီစာပိုက်က outline ကိုဒီလို margin နဲ့တော်တော်လေးခွာပြီးပြရတယ်တွေ့လားနော် margin နဲ့ခွာပြီးပြရအဲ့ဒါ block code ပေါ့ block code တက်ကိုငါတို့တုံးလိုက်လို့ဟုတ်ပြီအဲ့ဒီ block code တက်ထဲမှာရှိတဲ့စာတွေကိုငါတို့ကကြောင်းမြတ်လုပ်မယ်စာကိုအဝါ background ကိုအနီပေးရှင်နေပေါ့နော်ကြောင်းမြတ်လုပ်လိုက်မယ်အဲ့ဒါဆိုဘယ်လိုလုပ်မလဲ standard css မှာအဲ့ဒီ block code ဆိုတက်ကိုပြန်ခွာမှာပေါ့ဟုတ်လားပြန်ခေါ်ပြီးတော့ငါတို့ကအဲ color ကိုဒီမှာ color ကိုဗာပေးမှာလဲ wrap ပေးမယ်ကြောင်းမြတ်လုပ်မှာပေါ့နော် color ကို နှစ်ယောက်ပေးမယ် background ကိုအရေးလို့ပေးမယ်အဲဒါရောပြောင်းရမဟုတ်တော့နော် color ရေးလို့ background ကို red ပေါ့နော်အဲတကြောင်ပြီးလို့ရှိရင်ကတော့ပိတ်ရမှာနော် okay အဲနောက်တစ်ခုကပါလဲ red ပေါ့ background ကို red red ပေါ့ okay စိတ်လိုက်မယ်ဆိုဒီမှာပြောင်းပြန်ဖြစ်သွားတယ် block code ထဲမှာထည့်ထားရေကောင်က color အဝါရောင် background အနီရောင်ဒီမှာ block code ဆိုပြီးထည့်လိုက်တယ်နော်ချိန်လိုက်တယ် အဲ့တရားလဲ CSS မဟုတ်ဘူးလားဒီထဲမှာထည့်ထားတဲ့ကောင်ကလဲ CSS ပဲဒီ inline မှာထည့်တဲ့ကောင်ကလဲ CSS ပဲအဲ့တော့သုံးမျိုးငါတို့ကြိုက်တဲ့နည်းနဲ့ရေးလို့ရတယ်ဒါပေမဲ့တကယ်တကယ်လုပ်ငန်းအကောင်မှာသုံးမဲ့ဟာတွေကကြတော့ဒီလို HTML နဲ့ပေါ့ link ချိန်ပြီးရောပြင်ပအောင်ခွဲရည်တဲ့ဟာပို့ပြီးရောအသုံးများတယ်တကယ်လို့တစ်ခုနှစ်ခုစာလောက်အတွက်ပဲသုံးဖို့လိုရဆိုရင်ငါတို့ဒီလို style text ဆိုပြီးရောအဲ့လိုထည့်ရင်လည်းထည့်လို့ရတယ်နော်အဲ့ဒီလို style text နဲ့သုံးပြီးရောသုံးရင်သုံးအော် sorry style attribute နဲ့ပေါ့နော် style attribute နဲ့ငါတို့ကဒါဒါ h1 ဆိုတဲ့ဒါတက်ရဲ့ပေါ့နော်အဖွဲ့မှာပေါ့နော်အဖွဲ့မှာ style ဆို attribute ထည့်ပြီးတော့ငါတို့ CSS ရေးရင်ဒါပါတော့ inline ဒီ header ထဲမှာငါတို့က style တက်ထည့်ပြီးတော့အဲ့ထက်မှာ CSS ရေးမယ်ဆိုရင်ဒါပါလို့ internet inline ရဲ့ internet ရဲ့နောက်တစ်ခုက link ချိန်တာပေါ့ဒီမှာ style.css ကို link ချိန်လိုက်တာကြတော့ external ပေါ့ inline ရဲ့ internet ရဲ့ external ဆိုပြီးတော့ဖြစ်သွားတယ်ပေါ့နော် Okay အဲ့ဒါဆိုတော့ အာငါတို့ဒီ inline ရဲ့ inline internet external နားလည်းမယ်နော်တရားကြတော့ inline ဒါ internet ဒီ style ဒီလုတ်လိုက်တဲ့ဟာ internet ဒီ link ချိတ်လိုက်တဲ့ဟာ external ပေါ့ပြင်ပဖိုင်နေပေါ့အပြောချင်တာဒီ style.css ဆိုတဲ့ကောင်ကငါတို့ငါတို့ရဲ့ server ထဲမှာရှိရဲ့ css လည်းဖြစ်ချင်ဖြစ်မယ်ဒါမှမဟုတ်လို့ရှိရင် internet မှာရှိနေတဲ့ link css link တစ်ခုခုလည်းဖြစ်ချင်ဖြစ်မယ်ခြိုက်တဲ့ link ဖြစ်ဖြစ်လို့ရတယ်ပေါ့နော်သူကဒါ link ပေါ့နော်ဒီ link အကြောင်းငါတို့ကငါတို့ရဲ့ server တွေက CSS link ကိုချိတ်ထားမလို့ရှိရ https ဘာညာ domain နေပိုင်မလို့တော့တာပေါ့เนาะ okay เนาะအဲ့ဒါဆိုလို့ရှိရင်ဒါ CSS သဘောလေးတွေနားလည်လိုက်မယ်အဲ့တော့နောက်တစ်ခုဒါ CSS type 3မျိုးပေါ့เนาะ external internal inline ကိုနားလည်သွားလာပြီเนาะဟုတ်ပြီအဲ့တော့ဒါလေးကိုအပြပေးလိုက်တော့မယ်เนาะနောက်တစ်ခုအဲ့ဒီ CSS မှာဆိုလို့ရှိရင်3မျိုးရှိရ selector 3မျိုးရှိရเนาะ tag ရယ် id ရယ် class ရယ်ဆိုပြီးတော့3မျိုးရှိရအဲ့တော့အခုငါတို့သုံးထားပါဘူးသုံးထားလဲဆိုတော့ကျွန်မကြည့်ကြည့်လိုက် ဒီမှာဆိုရင် block code ဆိုတာဘာကြီးတော့တိုက်ရနာမည် element ပေါ့နော် element ဆိုတာငါတို့တရားတွေပဲလေ block code တို့ h1 တို့ p တို့ဒါတွေ element လို့ခေါ်တာနော်ဒါ html element လေဒါမှမဟုတ် html တက်တယ်လို့ခေါ်တာဒီ p ဆိုတာလည်း html တက်မဟုတ်ဘူးလားတက်မလို့ဒီမှာတက်ကိုခေါ်လိုက်တယ်အဲ့တော့ तू ပြောတာဘာပြောသေးရလဲတက်တယ်မဟုတ်ဘူးတဲ့ id တို့ css ဟိုဘာ class တို့လည်းရတယ်လို့ပြောတယ် id တို့ class တို့ပါရတယ်လို့ပြောတယ်ကွာဟုတ်ပြီလားအဲ့ဆိုငါတို့က id တို့ class တို့ကိုဘယ်လိုသုံးရမလဲဆိုတာလေ့လာရမှာပေါ့ ုတ်လားအဲ့ဒီမှာဆိုလို့ရှိရင်ဒီမှာအဲ့ဒီဒီမှာငါတို့ဒါဆိုရင်ပီတောက်ကို ခေါ်ထားတယ်နော်နောက်တစ်ခုက block code ဆိုပြီးတော့ block code ကိုဒီမှာထပ်ခေါ်ထားတယ်ဒါဆိုရင်ဒါတက်တယ်လေတက်တယ်ကိုခေါ်လိုက်တာအဲ့တော့တက်သုံးတက်ကိုခေါ်ပြီးတော့ဆက်ဆက်လောက်တာတော့ငါတို့နားလဲသွားပြီဟုတ်တယ်မလားအဲ့တော့ငါတို့ဒီခါဘာလို့နားလဲအောင်လုပ်မလဲဆိုလို့ရှိရင်အဲ့ဒီမှာ class ကို class ကိုပေါ့နော် class class letter ကိုငါတို့ထပ်ပြီးလေ့လာကြမယ်ဟုတ်ပြီအဲ့တော့နောက်တစ်ခုပေါ့ ဒီမှာ HW ဆိုတဲ့နေရာမှာငါတို့ကအဲဒီမှာပေါ့နောက်ခုထည့်လိုက်မယ်ပေါ့နော် CS cost ဆိုပြီးတော့ CS SOUR AC cost 2ဆိုပြီးတော့ရေးလိုက်မယ်ရေးလိုက်မယ်ဆိုရင်ဘယ်လိုဖြစ်မလဲကြည့်ကြည့်အောင်အဲ CS cost 2ဆိုရကောင် ပုံမှန်ပဲဘာလို့ပုံမှန်ပဲလဲဘာလို့ပုံမှန်ပဲလဲဆိုလို့ရှိရင်ဖြေရတော့အဲ့လိုရှင်းရှင်းလေးပဲ ဘာလို့ရှင်းရှင်းလေးပဲဆိုဒီ H1 မှာတော့ငါတို့က inline ဆက်ဆက်ထည့်ထားလို့သူကအပြပြောင်းသွားတယ်ဒီ H1 မှာကျတော့ငါတို့ဘာမှပြောင်းမထားလို့ဘာမှလည်းလုံးမထားလို့ဒီမှာသူကပုံမှန်ပဲဟုတ်လားအဲ့ဒီ H1 ကိုလည်းငါတို့အပြပေးခြင်းနဲ့ဒါပေမဲ့ဒီ inline ဆက်ဆက်မပေးဘဲနဲ့သွားခြင်းရောဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ငါတို့ကဒီမှာတစ်ခါတည်းဒီလိုရေးလို့ရတယ်နော်အဲ့ဒီမှာ H1 လို့မပေးတော့ဘူးဒီမှာဘာသုံးမလဲဆိုတော့ class ကိုသုံးမယ်ဆိုပါဆို class ဒီမှာ club တစ်ခုချိတ်လိုက်မယ် club ပါလေ HEAD IRG HEAD ဆိုပြီးတော့ club တစ်ခုပေးလိုက် club တစ်ခုပေးပြီးတော့ဒီမှာငါတော့ခေါ်လိုက်မယ်ခေါ်လိုက်ရင်ဒီမှာ HEAD IRG HEAD ဆိုပြီးတော့ခေါ်လိုက်မယ်ခေါ်လိုက်မယ်ဆိုဒီမှာအဖြူရောင်းပြနေတွေ့လားအဲ့ဒါကြီးကတဘာဘာမကြောက်ရိုးရိုးစတစ်ခုလို့ဖြစ်နေတယ်အဲ့ဒါငါတို့မှတ်ထားမှာဒီ HEAD ဆိုတဲ့ကောင်က club တစ်ခု club နာမည်ဖြစ်နေတယ် club နာမည်ကိုခေါ်ရင်ရှိရ push dot လေးခံပေးရမယ် dot ဆိုတဲ့ဟာလေးခံပေးရမယ် ဟုတ်ပြီလားအဲ့ဒါလေးမှတ်ပေးတာနော်ကလပ်တွေကိုခေါ်မယ်ဆိုရင်ဒီကလပ်တွေကိုခေါ်မယ်ဆိုရင်ရှေ့အားဖူးစတော်လေးခံပေးရနော်ဟုတ်ပြီအဲ့အဲ့ဒီကလပ်ကိုခေါ်လိုက်မယ်ဟီဒီဆိုတဲ့ကလပ်ကိုခေါ်ပြီးရောငါတို့ဘာလုပ်လိုက်မှာလဲဒီ CSS ခေါ်တူကိုငါတို့အပြောင်ပေးချင်တယ်ပေါ့အဲ့တော့ color blue ဆိုပြီးရောပေးလိုက် Okay လာဒါဆိုလို့ရှိရင်ဒီ H1 ဆိုတဲ့ကောင်လေးကဘယ်လိုဖြစ်သွားလဲ CSS ခေါ်တူဆိုပြီးရောအပြာဖြစ်သွားတယ်ပေါ့နော် CSS ခေါ်တူဆိုတဲ့ကောင်လေးကအပြာဖြစ်သွားတယ် ဒီ heat ဆိုတဲ့ကောင်လေးဒီ clutch heat ဆိုတဲ့ကောင်လေးဘယ်လိုဖြစ်သွားလဲဒီ inline css ထဲမှာငါတို့ထည့်လိုက်တာပေါ့တကယ်လို့ငါတို့က inline css ထဲမှာရလာဆိုမဟုတ်ဘူးနော်အတူတူပဲငါတို့က css inline css နဲ့ internal css ဆိုတာသူကပြီဖိုင်ခွဲပြီးထည့်တာပဲကွာတာပေါ့နော်ကျန်တာအတူတူပဲမပြောချင်တာဒီဒီထဲမှာရေးထားတဲ့ကောင်ကိုဒီမှာ cut လုပ်လိုက်မယ် cut လုပ်ပြီးတော့ငါတို့တွေကဒီ standard css ထဲမှာလာဖြည့်လေရတယ် ဒီမှာလာဖြစ်ရင်လည်းရတယ်ဒီမှာဆိုလို့ရှိရင်ဒီ style တက်တွေကိုငါတို့မလိုတော့ဘူးဆိုတော့ဖြုတ်လိုက်ဟုတ်လားနော်ဒီမှာ style တက်ထဲမှာရှိသေးလားမရှိတော့နော်အတကယ်တကယ်လုပ်ငန်းအကွန်မှာကျတော့ငါတို့က Okay နော်အဲဆိုတော့ကျွန်တော်တို့ပြောချင်တဲ့သဘောဘာလဲနားလဲတယ်နော်အဲတကယ်တကယ်လုပ်ငန်းအကွန်မှာဆိုလို့ရှိရင်ဒီ internet CSS တွေပါလေတိတ်မသုံးပြဘူးပေါ့နော် အဲပြီးတော့ကျွန်တော်တို့ inline sensor တွေလည်းတိတ်မသုံးဖြစ်ဘူးဆိုတော့ဒီကောင်လေးကိုလည်းကျွန်တော်ဖြုတ်လိုက်မယ်เนาะဆိုတော့ဒီကောင်လေးကိုလည်းဖြုတ်လိုက်မယ် okay ဆိုတော့ဖြုတ်လိုက်မယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်သွားမလဲဒီ H1 ဆိုတဲ့ကောင်ကသူ့ကို inline sensor ပေးမှထားတော့ဒီကောင်ကလည်းအပြာမဖြစ်တာပေါ့အဲ့အဲ့ကောင်ကိုအပြာပေးရင်ဘယ်လိုလုပ်ရမှာလဲအဲ့ဒီ H1 ကိုငါတို့ပြန်ခေါ်မှာပေါ့เนาะအဲ့ဒီမှာဆိုရင် H1 ကိုငါတို့ခေါ်လိုက်မယ်ခေါ်ပြီးတော့ဒီမှာ color ပါပေးမှာလဲအပြာမလားအဲ့ဆိုတော့ blue ပေါ့เนาะ အဲဒီမှာဆိုရင် h1 ဆိုရယ်ကောင်းလေးရာဒီမှာဆိုရင် css core 1လေဟုတ်တယ်မလား core 1ကလည်းအပြဖြစ်သွားပြီ core 2ဆိုရယ်ကောင်းကလည်းအပြဖြစ်သွားတယ်ဒါပေမဲ့ css core 2မှာရောဘယ်ဖြစ်သွားလဲဒီငါတို့က class clean နဲ့ချိန်ညာထားတယ်အဲကြောင့်မလို့ css push dot လေးခန့်ထားတယ်နော်ဟုတ်ပြီလားနောက်တစ်ခုဒီ ptag ပေါ့ဒီ ptag ဆိုရယ်ကောင်းလေးကျဘယ်လိုဖြစ်သင်လဲအဲ့တော့ပြောရမယ်ဆိုဒီပြောင်းပြန်နေဖြစ်နေဟဲ့တိလား block ကအောက်ဆုံးမှာဆိုတော့အဲ့တော့ငါတို့ css ရရင်လေအဲ့အောက်ဆုံးက css လောက်တဲ့ကောင်းလေးအောက်ဆုံးမှာထားတာပို့ပြီးရောငါတို့ဖတ်ရတာလွယ်လိမ့် နော်အဲ့တော့အရင်ဦးဆုံးရှိတာကဒီမှာမလား H1 တက်ကြီး H1 တက်ပြီးရောဒီမှာ heat heater ဆိုတော့ဒီ heat heater ကိုတယောက်မှရေးလိုက်အဲ့လိုမျိုးလေးအစင်လိုက်ထားလိုက်ပေါ့အဲ့ဒါဆိုတော့ငါတို့ကုတ်တီပြန်ဖတ်ရတာလို့ရတယ်ဒီ peter ဆိုတဲ့ကောင်ကဘယ်မှာလဲဒီဒီကောင်အင်းမလားဒီကောင်အင်းဆိုအောက်ဆုံးရဲ့အထက်ကဆိုဒီချားထဲမှာရေးလိုက်မယ်ဟုတ်လားအဒီမှာအထက်လွတ်နေတဲ့ဟာကိုငါတို့ထပ်ဆွဲလိုက်မယ် okay ရပြီနော်အဲ့တော့အရင်ဦးဆုံးက h1 h1 ဒီမှာ h2 h2 ကို css ကလပ်လေးနဲ့ချိန်ထားတယ်အဲဒီ paragraph paragraph b ဟုတ်လားဒီမှာဆိုရင် block ကို block ကိုတက်ဒါဆိုရင်ရသွားပြီနော်ဟုတ်ပြီလားအဲ့ဒါဆိုတော့အာဒီမှာဒါဆိုရင် h1 ဆိုတော့တက်ကိုဒီမှာဒီကောင်ဟောက်လောက်ထားတာအဲ့တော့အဲ့ကောင်ကို h1 နဲ့သုံးထားဘာဘာဘာကြောင့်သုံးထားလဲဘယ်လိုကြောင့်သုံးထားလဲသူတက်ဆလက်တာမလားတက်ဆလက်တာဆိုငါတို့ကတက်ဆလက်တာဆိုပြီးရော SCLECTO တက်ဆလက်တာဆိုပြီးရေးလိုက်မယ်ပြီးရင်အဲ့ကောင်ကိုဆက်လက်ပေးလိုက်မယ် ပြီးရင်ကွန်ထိုးရဲ့ forward select ရဲ့နှိပ်လိုက် question mark ရဲ့အောက်က forward select နှိပ်လိုက်ရင်ဒီမှာ comment လေးဖြစ်သွားတယ် comment ဆိုရခါငါတို့ရင်းတော့ပြောမှုပါတယ်တကယ်တကယ်ထွက်မလာဘူးပေါ့နော်စိတ်လိုက်မယ်ဆိုရင်ဒီမှာတွေ့တွေ့လာငါတို့ဘာမှထွက်မလာဘူးအဲ့တော့ဒီကောင်း test selector ဒီ heatis ဆိုရကောင်ပါလို့ class selector class နဲ့ပြီးထားတာဒီမှာကြည့်ကြည့်လိုက်ဒီ heatis ဆိုရကောင်က class နဲ့ပြီးထားတာဒီ h1 ဆိုရကောင်ကတက်ရဲ့နာမည် element ကြီးဟုတ်တယ်မလားအဲ့တော့ဒီကောင်ကတက်ဒီ heatis ဆိုရကောင်က class ဟုတ်လား အဲ့ဒါဆိုတော့ class s e l e c t o r class ဆိုတော့ဆိုပြီးတော့ဒါ select all ပြီးပြီးတော့ဒီမှာ control ရဲ့ power select ပြီးလိုက်။ Okay နောက်တစ်ခုကငါတို့ id selector ကြံသေးရဲ့အဲ့တော့ css call 2ပြီးတော့ css call 3လေးငါ့ကိုရေးလိုက်အောင်နော်အဲ့ဒါပိုကောင်းမယ်။ Okay ထားပါတော့အော်ငါတို့ဒီမှာ h3 ဆိုပြီးတော့အော်ဒီမှာ h1 ချင်းတော့2.2လေးကွာတည်လား။ Okay h1 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 အဲ့ဒီနေရာမှာနည်းနည်းလေးမပြောခင်မှာဒီမှာငါတို့ H1 ကိုတစ်ချက်လောက်ဒီဒီကလပ်လေးကိုတစ်ချက်လောက်ဖြတ်ကြည့်လိုက်မယ်ကတ်လို့ကြည့်လိုက်မယ်အဲ့မှာအပြဖြစ်နေတုံးပဲတွေ့လားငါတို့လှုပ်လိုက်တာကတော့ H1 ကိုပဲလှုပ်လိုက်တာပဲဒီ H1 ကိုပဲလှုပ်လိုက်တာဒီကလပ်ပါတဲ့ကောင်ကိုလှုပ်လိုက်တာတော့မဟုတ်ဘူးဒါပေမဲ့ H1 ကိုလှုပ်လိုက်တဲ့အချိန်မှာ H1 ကိုအပြပေးလိုက်တော့အောက်က H1 ကပါအပြဖြစ်သွားတယ်အဲ့တဘာဝကြလားမကြဘူးလားကြရင်နော်ဘလို့ကြသွားလဲဆိုလို့ရှိရင် H1 ဆိုတဲ့ကောင်လေးအကုန်လုံးကို သူကအပြပေးလိုက်တာတကယ်တကယ်ရငါတို့ဒီမှာဒီကောက်ကိုကလပ်ဟီဒီဆိုပြီးတော့ပေးထားပေးမယ်လို့အဲ့သူကဆိုကလပ်ပါပါ ID ပါပါအဲ့ဒီကောက်နေအတွက်ငါတို့ CSS ရေးမထားဘူးဆိုလို့ရှိရင်ဒီဒီ test selector ကိုပဲအရင်ယူသွားလိုက်မယ်ဟုတ်ပြီလား test selector main ဖြစ်တယ်ကွာသိလားအဲ့တက်ထဲမှာငါတို့မတူညီတဲ့ဟာတွေကိုငါတို့ဒီအဲဟောပေါ့နော်ပြောင်းချင်တယ်ဆိုလို့ရှိရင်မှငါတို့ကလပ်ကိုတုံးလိုက်တာဒီမှာဆိုရင်ဒီမှာဆိုရင်ငါတို့က h1 ပေါ့ H1 ဆိုလို့ရှိရင်ကြတော့ပထမဆုံးကလည်းဒါ H1 ပဲဒုတိယလည်း H1 ပဲဒါပေမဲ့ငါတို့ကဒုတိယ H1 ကိုငါတို့ဘာလို့ချင်လဲဆိုလို့ရှိရင်အအဝါရောင်လေးပေးချင်တယ်ဆိုပါစို့အဘယ်လိုလုပ်မလဲဒုတိယ H1 ကိုအဝါရောင်လေးပေးချင်တယ်ဆိုလို့ရှိရင်ငါတို့ဒီမှာ HD ဆိုပြီးတော့ခေါ်လိုက်မှာပေါ့သူ့ရဲ့ club ပါတဲ့ကောင်လေးကိုခေါ်လိုက်မှာပေါ့နော်အဲ့မှာကာလာ yellow ပေါ့ ဟုတ်လားဒါဆိုရင်ဒုတိယစာလေးရအဝါရောင်ပြတ်သွားပြီဒီမှာနှစ်ခုစလုံးကတော့ h1 နေပဲဒါပေမဲ့အဲ့ h1 တွေကဘယ်လိုဖြစ်သွားလဲဆိုတော့ပထမဆုံး h1 ကပဲအပြာဖြစ်ပြီးရောဒုတိယ h1 ကအဝါဖြစ်သွားတယ်ဘယ်လိုဖြစ်သွားလဲဆိုတော့ complain လုပ်လိုက်တဲ့ဟာအပေါ်ကနေအောက်ကို complain လုပ်တာအဲ့တော့ပထမဆုံး h1 တွေကိုကြီးလိုက်တယ် h1 ကို complain လုပ်တဲ့အချိန်မှာဒီဟာရောဒီဟာရောအပြာဖြစ်သွားတယ်ဒါပေမဲ့လို့နောက်မှာအောက်ဒီကြောင်းမှာသူကဒီ club ကိုဒီ club hero ကိုဆက်ဆက်ပေးထားလို့ဒီ club ဟောပါเนาะ heat ပါတဲ့ club ကို तू อ่ะဒီမှာအဝါရောင်ပေးလိုက်တယ်เนาะအဝါရောင်ပေးလိုက်တာပေါ့အဲ့သဘောပါပဲအနောက်တစ်ခုငါတို့သွားရမှာပါလေ test selector ပေါ့အနောက်ထပ် h1 တစ်ခုကိုငါတို့ဆက်ရေးမယ်အဲ့မှာ cs က tcourse call 3ဆိုပြီးငါတို့ရေးလိုက်မယ်ပေါ့เนาะဒီကောင်က call 1ထားပါတော့အဲ့ဒါဆိုလို့ရှိရင်ဒီ call 3ဆိုတဲ့ကောင်ဒီမှာတွေ့လာအပြာဖြစ်နေတယ် cs က call 3ဆိုတဲ့ကောင်မဖြစ်နေလေအပြာဖြစ်နေတယ် ဘာလို့အပြာဖြစ်နေလဲဆိုတော့ဒီ h1 ဆိုတဲ့ကောင်ဖြစ်နေလို့ h1 ဆိုတဲ့တက်ဖြစ်နေလို့ဒါပေမဲ့အဲ့ဒီ h1 ဆိုတဲ့တက်ကိုဒီတစ်ခါဆရာကနေပြီးတော့ကျွန်တော်ကနေပြီးတော့အနည်းရောင်ပေးလိုက်မယ်ဒီတစ်ခါကျတော့ဆက်လက်တာကိုကလပ်မသုံးတော့ဘူးတက်လည်းမသုံးတော့ဘူး id နဲ့သွားမယ် id id ပေါ့နော်အဲ id hardy id ဆိုပြရေးလိုက်မယ် hdng hardy hardy လို့ပဲရေးလိုက်မယ်နော် hdy hardy လို့ပဲရေးလိုက် ဲ့တော့ header ဆိုပြီးတော့ငါတို့ကဒီမှာ ID လေးတစ်ခုထည့်လိုက်တယ်ထည့်ပြီးတော့အဲ့ဒီ header ဆိုတဲ့ ID လေးကိုဒီမှာကောက်ရေးလိုက်သူကဘယ်တော့မှရှိရတော့ဒီ class အောက်မှာရှိရမှာလားအဲ့တော့ ID တူကိုခေါ်မယ်ဆိုရင်ငါတို့ကရှိရ hash click ခံပြရမယ်အဲ့ ID ရပါလေ head ရ header ပေါ့ header အဲ့မှာ color ကိုငါတို့ကဘာပေးလိုက်မလဲဆိုလို့ရှိရင် red ပေးလိုက်မယ် okay ဒီမှာတွေ့လား color red ဖြစ်သွားပြီเนาะနားလဲเนาะ အဲ့ဒီကောင်းကြပါဘာဆက်လက်တာလဲ class selector ဆိုတော့ cn လေး ss cn လေး ss class sele ctor class selector နောက်နောက်တစ်ခုကတရားကြပါလဲအားတို့သူကတက်သူကကြာ id selector ပေါ့နော် id sen e ctor id selector နော် okay အဲ့တော့အတူတူပဲနော်အဲ့တယောက်က p တို့ block code ဆိုရယ်ကောင်းတယ်ပါရီတော့တက်တယ်ပဲဟုတ်လား အဲ့ဒီဟာရောငါတို့ဒီမှာဆက်လက်အော့လုပ်ပြီးကွန်မတ်ပိတ်လိုက်မယ်ဆိုလို့ရှိရင်သူကောင်တွေကအဖက်တစ်မဖြစ်တော့ဒါရိုးရိုးစားလေးပဲဖြစ်သွားမယ်နော်အဲ့လိုမျိုးပေါ့အဲ့တော့အချက်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့ငါတို့ဒီကောင်တွေဖြတ်လိုက်လို့ရသွားပြီနော်ဒီကောင်တွေလက်ဖြတ်လိုက်လို့ရသွားပြီအဲ့တရားပဲရှိမှာပေါ့နော်ဒီ၃မျိုးရှိမယ်ဒီဘက်က H1 ၃မျိုးရှိနေမယ်ဟုတ်လားအဲ့ပထမဆုံး H1 မှာအဲ့ H1 ဆိုတက်ကိုခေါ်လိုက်တယ် တက်ကိုကောပြီးအပြပေးလိုက်တယ်အပြပေးလိုက်တဲ့အခါဘလို့ဖြစ်သွားလဲဆိုလို့ရှိရင် H1 ဆိုတဲ့ကောင်နဲ့အကုန်လုံးကိုသူကအပြယူသွားမယ်ဒါပေမဲ့ငါတို့ကဒုတိယ H1 ကိုကလဟီဒီဆိုပြီးပေးထားတယ်အဲ့ဒီအတွက်ကိုလည်းဒီမှာဆက်ဆက်ထည့်ပေးထားတယ်အဝါဆိုတော့ဒုတိယကလဟီဒီဆိုတဲ့ကောင်ကအဝါရောင်ဖြစ်သွားတယ်ရှင်းရှင်းလေးပဲအဲ့တတိယငါတို့ H1 ကိုကြတော့ကလပ်မသုံးတော့ဘူး ID သုံးလိုက်တယ် ID selector သုံးပြီးတော့ header ဆိုပြီးထည့်တယ် ID မလို့ရှိရနေပြီးတော့ hash 3နဲ့ club မလို့ full store ပြီးရင် color red ထည့်လိုက်လို့ဒီမှာ red ဖြစ်သွားတယ် ဟုတ်လားအတရားလေးကိုပြန်စေးရအောင်နော်စေးလိုက်မယ်နော်အဲ့လိုမျိုး ref ဖြစ်သွားတယ်ဟုတ်တယ်မလား okay ဆောင်းကမစေးလို့ refresh မဖြစ်တာနော်ဟုတ်ပြီဆိုတော့ဒါဆိုလို့ရှိရင်ငါတို့ဒါအဲ့ test selector class selector id selector ကိုနားလည်လိမ့်မယ်လို့မျှော်လင့်တယ်နော်လိုက်လို့ကြည့်ပါအဆင်ပြေမယ်လို့မျှော်လင့်တယ်နော်ဆိုတော့ဟုတ်ပါပြီဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ selector 3မျိုးလေးတခါလေးပြီးသွားပါပြီ အနောက်ပိုင်းမှာကျွန်တော်တို့ CSI ရဲ့ tab property တွေပါတဲ့ညာတွေကိုဆက်ပြီးတော့လုပ်ပါမယ်။အားလုံးပဲအဆုံးတစ်ချီပေးလို့ကျေးဇူးတင်ပါတယ်။ပပိုင်ပါ။